ခြေခံပညာကျောင်းသားကျောင်းသူတွေအနေနဲ့နေရာဒီမှာရက်ပေါင်း20ကျောင်းပြန်တက်ရမယ်ဆိုတဲ့သတင်းဟာမဟုတ်ဘူးလို့စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနတိုင်ဝမ်ထံမှသိရပါတယ်လူမှုကွန်ရက်ဆာမျက်နှာတွေပေါ်မှာ2024-2025ပညာသင်နှစ်မှာဆောင်မြေဝဲဖြည့်စု PC ထားတဲ့သူတွေဟာဧပြီလ1ရက်ကစလို့မေလ6ရက်ထိနွေရာသီမှာရက်ပေါင်း20ကျောင်းပြန်တက်ရမယ်လို့သတင်းတွေထွက်ပေါ်နေရပါစစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနရဲ့ဦးစီးရာရှိတူကတော့အခုလိုပြောပါတယ် ဟုတ်ကဲ့အဲအစားတို့ရက်20ဆိုတာကတော့မဟုတ်ပါဘူးเนาะအဲအပြစ်မှပြောဆိုနေကြတာကတည်ရင်အမှားပါဒီလက်တလုံးအချိန်ထိကျမတို့စီတော်မှာဒီအထက်ကဘာညွန်ကြားချက်မှမရသေးတာဘူးပေါ့เนาะဒီတည်ရင်ကဘလို့ထွက်လာလဲတော့မသိဘူးဒီပုံမှန်ဆိုရင်စာမွေးကြတဲ့အခြေခံအကြောင်းကခလေးတွေကိုကုစားနေနဲ့ပြန်တက်ခိုင်းပြီးတော့ပြန်ဖြေခိုင်းတာပဲရှိတာပေါ့เนาะဆိုတော့အဲအဲ့အရာတော့မပြောရလို့ရှိရင်ဒီနေ့ဖြေပြီးတော့မှနောက်ရက်အမှတ်ချက်တခါလဲပြန်ကုစားပြန်ဖြေဒါမျိုးလောက်တာအဲနွေရတီကိုဂျာတဲ့ ်ပြန်ခေါ်တာမျိုးတော့မလုပ်ပါဘူးအခုထိကတော့ဒီသတင်းကမဟုတ်ပါဘူးနော်ကျောင်းသားမိဘတချို့ကတော့အခုကိစ္စနဲ့ပတ်သက်လို့လက်ရှိအချိန်ထိအကျောင်းတွေဘက်ကတစုံတရာညွှန်ကြားလာတာမျိုးမရှိသေးဘူးလို့ဆိုပါတယ် ဒါပြင်အခုလိုမျိုးသားနွေရာသီမှာကြောင်းပြတ်တက်ခိုင်းခဲ့ရင်ကလေးတွေပြင်မိဘတွေအတွက်ပါအခက်တွေ့စေတဲ့အတွက်စင်မပြေဘူးလို့တက်တန်းကျောင်းသူတူရဲမိခင်ကပြောပါတယ်။သူတို့ရှိကျောင်းတွေဟောကတရားမင်းဒီကျောင်းကိုတက်ရမယ်ဆိုတော့စာဘယ်ရက်ဘယ်ရက်မှာတက်ရမယ်ဆိုတော့စာမထုတ်သေးဘူး။အေးသူတို့အခုလက်တလောတော့သူတို့စနက်တန်းစောင့်နေသေးတော့စနက်တန်းစောင့်နေသေးလို့ဟိုဟာမပြောသေးဘူးဟောအစ်မစနက်တန်းစောင့်ပြီးရင်တော့ဘာဖြစ်ဘာဘာပြောမလဲတော့မသိသေးဘူးတဲ့အမိတ်မထုတ်သေးဘူးဒီတော့ ကျောင်းတွေကိုစမပို့သေးဘူးစနေပန်းကိစ္စတွေပဲစာပို့တယ်ပေါ့အဲ့ဒါတော့ပြောတယ်အခုကိုရင်ကိုရန်ပြီးတဲ့လူတွေကလည်းငါ10တန်းကျောင်းတွေစထားနေပြီလေရှင်ရှင်နေထားနေပြီအပြင်သင်တန်းတွေပို့နေပြီဒါကြောင့်ခရီးသွားနေရတဲ့ဥစ္စာတွေကြတော့ဘယ်လိုလုပ်မလဲသူတို့တချို့ကလေးကိုမတိလားရှင်ဝတ်သွားပြီဟာမတိလားရှင်ဝတ်တဲ့ကလေးတွေပါကြီးကြတော့သူတို့ကဘယ်လိုအစ်စ်မပြေနိုင်ဘူးပေါ့ဘလို့မှဟာမွေရာသီတအားပူပြင်းတဲ့ရာသီမှလည်းပြီးကြတော့ ကအပူလောင်နေတဲ့ဟာကြီးကအတိချိန်မှာကြောင်းလိုက်ဓာတ်တက်ဆိုတော့မိဘကြီးလည်းဒုက္ခရောက်တယ်ခလေးကြီးလည်းဒုက္ခရောက်တယ်ပုဂ္ဂလိကအကြောင်းတွေအနေနဲ့ဒီကိစ္စနဲ့ပတ်သက်လို့လက်ရှိအချိန်ထိညွှန်ကြားချက်မရသေးဘူးလို့ဆိုပါရယ်။ပညာရေးတိုင်းဝန်ကလူတချို့ကတော့အခုကိစ္စဟာတကယ်ဖြစ်လာခဲ့ရင်ကလေးတိုင်းတက်ရောက်ရမှာမဟုတ်ပဲအရင်ကရှိခဲ့ဘူးတဲ့။စာမေးပွဲကြာရှုံးတဲ့ကလေးတွေကိုပဲပြန်လဲကူစားတဲ့အစီအစဉ်ကိုနမည်ပြောင်းလုပ်တဲ့သဘောဖြစ်လိမ့်မယ်လို့ဆိုပါရယ်။